တကာတော်တို့ကိုးကွယ်တဲ့ဖရာကအရာရာကိုလုတ်ပေးနိုင်စွမ်းရှိတယ်ဆိုရင်အခုငလျင်ဘေးဒဏ်ကြောင့်တိဆုံးသွားတဲ့လူတွေပြည့်စည်သွားတဲ့ပစ္စည်းဥစ္စာတွေကို ပြန်ရှင်အောင် ပြန်ပြီးတော့အကောင်းပဂတိဖြစ်အောင်လုပ်ပြပါနော်ဘုဒ္ဓကဖျားလား ဖះဆိုတဲ့စကလုံးကိုအတိတ်ပဲဖွဲ့ပြပါတဲ့ဖះဆိုတာ ပူဇာရဟဆိုတဲ့ပုဂ္ဂိုလ်နေလာတာပူဇာရဟကနေပူရဟပူရဟကနေပူရွာပူရွာကနေဖူရွာဖူရွာကနေဖူရဖူရကနေဖះဆိုပြီးတော့အပန်ထွက်အမျိုးမျိုးစလုံးပေါင်းအမျိုးမျိုးပြောင်းလဲလာတာဖြစ်တယ်ပူဇာရဟဆိုတဲ့အတိတ်ပဲကပူဇော်အထူးကိုခံယူတော်မူထိုက်ခြင်းလို့အတိတ်ပဲရတယ် ဗုဒ္ဓဆိုတာဘုဇတိတိဘုသောတိစီယာမှန်သမ ्या ကိုကုံစင်အောင်တိတော်မူတဲ့အတွက်ကြောင့်ဗုဒ္ဓလို့ခေါ်တယ်။တိတိအားလျော်စွာတတ္တဝါတွေကိုလည်းတိစေ၍တန်တရာဝိသင်းရဲမှလွတ်မြောက်စေတာကြောင့်ပူဇော်အထူးကိုခံယူတော်မူထိုက်သည့်အတွက်ပူဇာရဟဆိုတဲ့ဂုဏ်နဲ့လည်းပြည့်စုံတော်မူတယ်။အဲဒီလိုပူဇာရဟဆိုတဲ့ဂုဏ်နဲ့ပြည့်စုံတော်မူတာကြောင့်ဗုဒ္ဓကိုဖျားလို့ခေါ်တယ်။ဒါကတက္ကရာမေးလို့ဥစဉ်ဖြေလိုက်တာနော်။ နောက်တရားတော်မှန်ထားတာတခုရှိသေးတယ်။ဖျားဆိုတာအရာရာကိုလုတ်ပိနိုင်စွမ်းရှိရတယ်။အဲ့ဒါကိုဖျားလို့သတ်မှတ်တယ်။ဘုရားကဖျားမဟုတ်ဘူး။လမ်းပြသူပဲလုံးဝဖျားမဟုတ်ဘူးတဲ့။ဒီမှန်ကိုကြည့်တော့အဖြစ်တရားတော်ဟာဘယ်ပါတာဝင် ဖြစ်တယ်ဆိုတာကိုဥစဉ်သိလိုက်ပြီနော်။တရားတော်တို့ကူးကွယ်တဲ့ဖျားကအရာရာကိုလုတ်ပိနိုင်စွမ်းရှိတယ်ဆိုရင် အခုငလျင်ဘေးဒဏ်ကြောင့်တိတ်ဆုံးသွားတဲ့လူတွေပြည့်စည်သွားတဲ့ပစ္စည်းဥစ္စာတွေကိုပြန်ရှင်အောင် ပြန်ပြီးတော့အကောင်ပကတိဖြစ်အောင်လုပ်ပြပါနော်လုပ်ပြနိုင်တယ်ဆိုရင်ဥစဉ်ကိုယ်တိုင် လူဝေလဲပြီးတော့တကာတော်တို့ရဲ့ဘာသာထဲကိုကူပြောင်းလိုက်ပါမယ်မလုပ်ပြနိုင်ဘဲနဲ့အပူတွေမပြောပါနဲ့နော်အခုချိန်ဟာတဘာဝဘေးဒဏ်ကြောင့်လူတော်တော်များများစိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေတဲ့အချိန်ဖြစ်ပါတယ် အဲ့ဒါကိုတတိလေးနဲ့ဆင်ကျင်ပါလို့ဦးဇင်ပြောကျင်ပါတယ်နော်ရှောက်ထားခွင့်ပြုပါဖရာတရားသာသနာခင်မာမှုငိုးချိုးကမပြေဘူးလားဖရာတဲ့ဒီမှန်လေးကထိုင်အမျိုးသားတယောက်ဖရာကိုဖနှက်နဲ့ရိုက်တဲ့ကိစ္စကိုတင်ထားတဲ့ပုံထဲမှာလာပြီးမှတ်ထားတာပါနော်သူဆိုလိုခြင်းတဲ့သဘောကအခုလိုလောက်တာကိုတရားမင်းကငိုးချိုးလက်နဲ့ပြစ်ပြီးမပယ်ရှားဘူးလားလို့ ဆိုလိုခြင်းတဲ့သဘောဖြစ်ပါတယ်။ဖယားရှင်တတ်တော်ထင်ရှားရှိစဉ်တုန်းကမြတ်စွာဘုရားကိုတရားမင်းကသာသနာတော်ကိုစော်ကားတဲ့သူတွေကိုတပည့်တော်တုတ်တင် ရှင်းလင်းပါမယ်ဘုရားဆိုပြီးနှစ်ကြိမ်တိတိလျှောက်ထားတာရှိပါတယ်။ဘယ်နေရာတွေမှာလျှောက်ထားတာလဲဆိုရင်အံဘတ်တပုံနာနဲ့စကားပြောတဲ့နေရာမှာတစ်ခါသစ္စကပရပိုင်းနဲ့စကားပြောတဲ့နေရာမှာတစ်ခါနှစ်ခါဖြစ်ပါတယ်။ သို့တော်လည်းပဲအဲ့ဒီလိုလျှောက်ထားခဲ့တာတွေဟာတက္ကပညာပုဂ္ဂိုလ်မနာခင်မှာလျှောက်ထားခဲ့တာတွေဖြစ်ပါတယ်တက္ကပညာပုဂ္ဂိုလ်နာပြီးတဲ့နောက်ပိုင်းမှာတရားမင်းဟာသောတာပန်တည်သွားပြီ ဖြစ်တဲ့အတွက်ဘုလူကမှပုတ်ပင်ရှင်းလင်းတာတွေမလုပ်တော့ပါဘူးเนาะဒါကြောင့်လည်းပဲသာသနာကိုမကြည်ညိုတဲ့သူတွေဟာတဖြည်းဖြည်းကန့်တက်ပြီးသာသနာကိုစော်ကားရဲလာကြတာဖြစ်ပါတယ်အဲ့ဒါကိုမခံမရနိုင်ဖြစ်တဲ့အတွက်စလီဥပုံညက ဖျားကိုနှစ်ရက်လင်ညစ်တဲ့မာခိန်ပြစ်ရှာမဲ့ဝရစိန်ဗရင်ဝယ်ပြင်တုံးထင်လေးဆိုပြီးရွေ့ပြီးတော့ဆက်ဆူခဲ့ပါတယ်။ဒါကြောင့်သာသနာတော်ကိုစော်ကားတဲ့သူတွေကိုအကြမ်းင်းကမိုးချိုးလက်နက်နဲ့သုတ်တင်မရှင်းလင်းရခြင်းဖြစ်ပါတယ်။နားလည်ပါစေနော်။လူတွေမှာကိုယ်ဆောင်နဲ့ရှိတယ်လို့သိရပါတယ်။အဲ့ဒီလူတွေတည်သွားရင်ကိုယ်ဆောင်နဲ့တွေကဘယ်ကိုရောက်သွားတာပါလဲဖျား။ဖြေချပေးတော်မူပါဖျားတဲ့။ မကောင်းမှုကိုပြုသောသူသည်မိမိပြုသောမကောင်းမှုကိုမိမိကိုယ်တိုင်အရင်ဆုံးသိ၏ထို့နောက်စိတ်ကိုဖောက်ထွင်း၍ကြည်နိုင်သောတကောရှင်များသိ၏ထို့နောက်ကိုသောနှံများသိ၏လို့ပါရာဇိကံအထာကထာ သူဒိန္ဒာကန္တအဖွဲ့မှာဆိုထားတဲ့အတွက်ကိုသောနှံဆိုတာဟာတကယ်ရှိပါတယ်ကိုသောနှံတကယ်ရှိတယ်ဆိုလို့ကိုသောနှံဆိုတာဟာကိုရင်းမှာစောင့်နေတဲ့နတ်မဟုတ်ပါဘူး ကိုစောင်းနဲ့ဆိုတာဟာပါမန်ဘုံမစိုးယုတ်ကစိုးနဲ့တွေပဲဖြစ်ပါတယ်ကုသိုလ်ကောင်းမှုအာကြီးပြီးဘုံကံမြင်မာတဲ့သူတွေကိုစောင့်ရှောက်တဲ့အတွက်ကိုစောင်းနဲ့လို့ခေါ်ဆိုနေခြင်းဖြစ်ပါတယ်ဒါကြောင့်ကိုစောင်းနဲ့ဆိုတာဟာကိုတွင်းမှာစောင့်နေတဲ့နတ်မဟုတ်ပဲဘုံမစိုးယုတ်ကစိုးနဲ့တွေကိုခေါ်တာဖြစ်တဲ့အတွက်လူတွေတည်သွားပြီဆိုရင်ကိုစောင်းနဲ့တွေဆိုတာဟာဘယ်ကူမှရောက်သွားတာမဟုတ်ပါဘူး သူတို့ရဲ့နှစ်သက်တမ်းမကုန်မချင်းသူတို့ရှိနေတဲ့ဘုံမှာပဲရှိနေပါတယ်။နေ့စဉ်ဆွမ်းလောင်းရသောအကျိုးနဲ့တက်ရောက်ကျိုးလေးကိုရှင်းပြပေးပါဖေရ။အပန်းမကြီးရင်တဲ့။ကောင်းပါပြီ။နေ့စဉ်ဆွမ်းလောင်းခြင်းကြောင့်ရရှိလာမိအကျိုး၁၂မျိုးကိုဦးစဉ်ဖတ်ပြပေးပါမယ်နော်။၁။တာဝတိန်သာနတ်ပြည်ရှိနမင်းကြီးဤမိဖုရားအဖြစ်ကိုရရှိခြင်း။၂။စัจ जा မင်းဤမိဖုရားအဖြစ်ကိုရရှိခြင်း။ 3. မရေတွက်နိုင်သောပရိတရိမင်းအဖြစ်ကိုရရှိခြင်း 4. ကြာညိုပန်းအစင်းနှင့်တူသော အစင်းရှိသည်ဖြစ်၍အလွန်အစင်းလှခြင်း 5. အိုအင်ကာအာလုံးနှင့်ပြည့်စုံသည်ဖြစ်၍လွန်စွာရှုခြင်းတဘွေရှိခြင်း 6. ငြင်းသောအမျိုး၌ဖြစ်၍အလင်းရောင်ကိုစောင်းနိုင်ခြင်း 9. ငေါမတထောင်တို့၏အကြည်မူဖြစ်ရခြင်း 7. မရေတွက်နိုင်သောသင်္ကန်းစွမ်းစီးပစ္စည်း ကျောင်းအိတ်ရာနေရာတို့ကိုရရှိခြင်းကိုစွမ်းလူသည့်အချိန်မှစ၍30တကဘာတိုင်တိုင်ဒုက္ခတိဘဝတို့မလာရောက်ရခြင်း30လူဘဝနှင့်နဘဝခံမျိုးတို့၌သာကျင်လည်ရခြင်း7များစွာသောစည်းစိမ်ဥစ္စာရရှိ၍မြင့်မြတ်သောအမျိုး၌ဖြစ်ရခြင်း12နောက်ဆုံးဘဝ၌ကိလေသာကုန်ခန်း၍ယဟန္တာအဖြစ်ကိုရရှိခြင်းတို့ဖြစ်ပါれ။ဒါဟာစွန်လောင်ခြင်းကြောင့် ရရှိလာမိအကျိုးတရား12မျိုးပဲဖြစ်ပါတယ်။အရှင်ဘုရားမိတွေးကိုတက်ရင်ပင်စာနန္တရိယကံထိုက်ပါသလားတဲ့။ဘာလို့တက်မှာလဲဟမ်မိတွေးနဲ့မတက်လို့လားဟာလားမတက်ပါနဲ့နော်ပင်စာနန္တရိယကံ၅ပါးရှိပါတယ်။ပင်စာနန္တရိယကံ၅ပါးကဘာတွေလဲဆိုရင်အေးဖျားကိုသွေးသိမ့်တီအောင်ပြူခြင်း နှစ်ယဟန္တာကိုတတ်ခြင်း၃တန်ဃာကိုအသိမ်းခွဲခြင်း၄အမိကိုတတ်ခြင်း၅အဖကိုတတ်ခြင်းတို့ ဖြစ်ပါတယ်။ဖော်ပြပါပင်စာနန္ဒရိယကံ၅ပါးထဲမှာမိထွေးမပါတဲ့အတွက်မိထွေးကိုတတ်လို့ပင်စာနန္ဒရိယကံမထိုက်နိုင်ပါဘူး။သို့တော်လည်းပဲ